quarter final ကတော့နောက်တစ်ဆင့်ကျွန်တော်တက်ရောက်တော့ခဲ့ဖို့ဗျဘလို့ပဲအခြေအနေစိုးစိုးကျွန်တော်တို့နောက်ဆုံးပွဲတော့ကိုယ့်ရဲ့ old trip ပေါ်ဖိုးဝဲနိုင်ခဲ့တယ်ဆိုတော့ quarter မှာလည်းအတင်းနဲ့ကျွန်တော်တွေ့ရမယ်အခြေအနေကောင်းတယ်ပါမလားကျွန်တော်ကြည့်အောင်ထင်တော့မထင်တော့ဘူးပေါ့ဗျာဒီနေ့ပွင့်နေတဲ့ delivery ရလေးထုတ်ပေါ်မယ်ဆိုတော့ အလုံးမင်္ဂလာပါမယ်နေယူ channel ကနေအလုံးကြိုဆိုပါတယ်ဆိုတော့စာသမားတွေကျွန်တော်ဒီမနေ့ပိုင်းကစားခဲ့တဲ့တနအိခွေးပွေးစင်းမှာဆိုရင်ကိုရီအုတ်ဖရက်ပေါ်မှာဒုတိယအကြော်ယူပါလေ16တင်းရှုံတော့ပွေးစင်းမှာဆိုရင်4ဝင်နဲ့ကျွန်တော်တို့နိုင်ပြီးတော့ quarter final ကိုနောက်တစ်စီးတဲအောင်ထုတ်ခဲ့တော့ပါဗျာဆိုတော့ဒီနေ့ပွေးစင်းမှာကတော့ပထမပိုင်းအခြေအနေကိုကြည့်ရလို့ချင်းအလုံးထိကျွန်တော်တို့ကောင်းနေချင်းမပါခဲ့ဘူးဒုတိယဘက်မှာဆိုသူတို့အသင့်နေနဲ့အနည်းငယ်ထိခဲ့တဲ့အတွက်ကျွန်တော်တို့ CL City ရောက်ကစားခဲ့တဲ့နေရာတခုမှာ ကိုရီတေကနောက်ပိုင်းမီနစ်တွေကိုအကောင်းဆုံးဖြစ်ခဲ့တာပေါ့ဗျာဟိုဆူစီတဲ့အနေနဲ့ဒီနေ့ပွဲစဉ်ရလည်းပဲအဝေးကွင်းဖြစ်ပေမဲ့လို့သူတို့အသေးဖက်ကကောင်းမွန်တဲ့ကစားဘူးနဲ့ပွဲကိုရှီတက်လာတယ်ပထမပိုင်းပွဲစားပြီဆိုတဲ့နဲ့ဆူစီတဲ့ဘက်က PIB ကစားတာကျွန်တော်တွေ့ရတယ်ချိန်ချောင်းမှုတွေတွေ့ရဲလုခဲ့တာပေါ့ဗျာတကယ်လေးပဲသူတို့အသေးနေနဲ့ဂိုးရောင်မှုတွေအပိုင်ခွေးတွေသူတို့ရခဲ့တယ်တိုးတော်ညာလေးသူတို့အသေးဖက်ကဟိုတကယ်ကိုသိန်းတေချာတဲ့အချိန်တခုမှရှိမနေခဲ့ဘူးပေါ့ဗျာပွဲစားကုမ္ပဏီရောက်မှကိုသိန်းကစားသမားဒီလေးကနေပြီးတော့ ဟိုအီရထဲမှာပေါ့ဗျာတစ်ဖက်ကစားသမောရှိတော့မူကြံတယ်လို့တဝော်နဲ့ကျွန်တော်တို့ပြစ်တဲ့ဘောပနေဒီတကူပေးရတယ်သူတို့အသင်းကတကူဝင်တော့တယ်တကူပေးလိုက်ရတယ်ဆိုမှလို့ကိုတိဘက်ကပေါ့ဗျာ PKD Arsenal ပွေးစဉ်ကလို့ပါပဲနောက်တစ်ဆင့်တက်ဖို့အတွက်အထူးသဖြင့်ကျွန်တော်ဒီနေ့ပွေးစဉ်ကိုမဖြစ်မနေအနိုင်ကစားဖို့လိုတဲ့အတွက်ကိုမပေးရဖို့ဥတည်ပြီးတော့တံပြန်တဲ့ကျွန်တော်ထူပေါင်းမှုတွေတွေ့ဆက်ကျွန်တော်လုခဲ့တယ်ကျွန်တော်15မိနစ်အယောက်မှာဆိုရင်ကိုတိဘက်ကလည်းပနေဒီတကူရတယ်တစ်ဖက်ကစားသမားက ပြစ်တယ်မို့ကျူးလွန်လို့ကျွန်တော်ပနေဒီတကိုးကိုဘရူနိုဖန်နယ်ကကင်ထည့်တယ်အသင်ဘက်ကတကိုးရတယ်ပေါ့ဗျာအော်တကိုးလေးရရကိုအသင်ဘက်ကတော့ကစားပုံလေးနဲ့ကောင်းမွန်ခဲ့တယ်တိုင်မဲလို့တစ်ဖက်တင်းဖီယာပေးမှုတွေစူမှုမှုအောက်တွေကိုကျွန်တော်ခင်ခဲ့ရတယ်အထူးသဖြင့်ကျွန်တော်ဒီနေ့ပွေးစီမှာဆိုရင်ကိုအသင်ပထမပိုင်းမှာအခွင့်အရေးတွေရခဲ့တယ်ဆိုပေမဲ့လို့လူပေးမှုမရှိတာကြားပြီဆိုရင်အိရန်ထင်းမကဒီကင်ထည့်ပလိုက်တာအချင်းချင်းနားလည်မှုချိန်ဆမှုနဲ့မကစားခဲ့ဘူးပထမပိုင်းချင်းနေမှာဒါကြောင့် ကိုယ်တည်းအနေနဲ့ရတဲ့တဲ့ခွင့်ရကိုရပါရင်သာနဲ့နားလည်မှုမရှိတဲ့အတွက်ဆုံးချမှုတွေကျွန်တော်ရှိခဲ့တာပေါ့ဗျာဆိုတော့ကျွန်တော်ဒီနေ့တင်းပထမပိုင်းရလဲကိုကြည့်အောင်လုပ်ချင်းမက်ဆာအောင်နေတဲ့တင်းနဲ့ဒီနေ့မှပွေးထုတ်လာတဲ့အင်တာဗျူးရဆိုရင်ကိုသူမနဲ့မှာအင်တာဗျူးအွန်လိုင်းနဲ့ပွေးထုတ်ခဲ့တယ်နောက်တဲ့ဆက်တဲ့ပဲ၃ရောက်ကကျွန်တော်ထင်းနေတိုင်းပါပဲလူငယ်ကစားသမားလေးအင်ဒီဟဲပဲပွေးထုတ်လာခဲ့တယ်သူ့အနေနဲ့ဒီနေ့ပွေးစီမှာအော်နောက်ကဆက်တဲ့ပဲမှာပွေးထုတ်လာခဲ့တယ်ဆိုပေမဲ့အချင်းတို့တိတ်မကောင်းခဲ့ဘူး ဒါပေမဲ့လို့ဒီကစားသမားကိုကျွန်တော်ပြစ်တင်လို့မရဘူး။အာဆင်နယ်နဲ့ပွဲစဉ်မှာဒုတိယပိုင်းဝင်ရင်ဝင်ရှိသေးတယ်။ဒီကစားသမားကိုကျွန်တော်ခေါ်ထားခဲ့တာအတင်းကြီးတည်းမဟုတ်ဘူး။စီနီယာကစားသမားဖြစ်မဟုတ်ဘူး။ဒါပေမဲ့လို့ကျွန်တော်တင်မှာအကြောင်းမျိုးမကြောင်းအတင်းရဲ့နောက်တဲ့ဆန်တဲ့ဘက်တင်မှာဒံရဲ့ဝက်တဲ့ဂျုံနေရတဲ့ကစားသမားတွေရှိခဲ့လို့ဒီလူငယ်ကစားသမားလေးတွေကျွန်တော်အတုံးပြရတာ။ဆိုတော့နောက်တဲ့သူရောက်တော့ကျွန်တော်အနီဟဲဘက်ရေးပြီးလို့ချင်းကျွန်တော်ဒီလင်းနဲ့မဇာရီတို့ကျွန်တော်ထိထိအတုံးပြခဲ့တယ်။ကွင်းနဲ့လေယောက်တော့ဒီတိုင်းပါပဲ။ ပက်ထရစ်ဒူကိုရဲ့ပြီးလို့ချင်းဘရူနိုဖာနန်ဒက်ရဲ့ကက်ဆမီယိုနဲ့ဒီကိုထားလို့ကျွန်တော်အသုံးပြုခဲ့တယ်။နေပတက်နှစ်ယောက်ကကျွန်တော်ဂါနာရှင်နဲ့ဇီကီစီကိုအသုံးပြုပြီးတော့အထောင်ပါရရှမဲခွိုင်လေးကိုကျွန်တော်အသုံးပြုခဲ့တယ်။ဆိုတော့အသင်းဘက်ကပေါ့ဗျာဒီနေ့ပွေးစဉ်ကဒါပဲရှိတာ။နောက်တဲ့စနေမှာအန်နီဟဲဘက်ကိုအသုံးမပြုရင်ဗီတာလင်တို့ကိုကျွန်တော်အသုံးပြုရမှာပဲ။ဒါအချင်းဆုံးပဲ။ကန်ကောင်းတဲ့ဒီချက်ကပက်ထရစ်ဒူကိုအနေနဲ့ အနင်းကထိတာခဲ့ရဆိုပေမဲ့ view ပါလိပုံမူရတဲ့အတွက်သူ view ပါလိမှာကစားခဲ့ရတာလာပေးတနည်းအနေနဲ့ပရီးမီးယားလိမှာတော့ပထရစ်တို့ကိုပါဝင်မှာမဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ထိနေတယ်လို့ပဲဥကာရီကပါဝင်လာမလားဆိုတော့မပါဝင်ခဲ့ဘူးဒါလေးကောင်းပါတယ်ဟုတ်တယ်မလားလာမဲတနည်းအနေနဲ့မှာကစားမဲပရီးမီးယားလိနေချာတို့ကမှပထရစ်တို့ကိုမပါဝင်ဘူးဆိုတော့ကျွန်တော်တို့ဥကာရီပါဝင်လာဖို့ရှိနေတယ်ဆိုတော့ဒါကကျွန်တော်တို့ပွတ်တော်တဲ့အခြေအနေတစ်ခုပေါ့ဗျာကျွန်တော်တို့ပထမပိုင်း၄စင်းကမှနေ့မှာရာလေးကိုကြည့်ရလို့ချင်း တစ်ဖက်တစ်ခုစီကျွန်တော်တို့တည်ချရခဲ့တယ်ဟိုသူတို့တစ်ဖက်ကလည်းဝိုးရတယ်ကိုယ့်တစ်ဖက်ကလည်းစံကမ်းလေးမှာတကူရတယ်ဘလူးဖန်နယ်တက်ကဒီနေ့ပွေးစီမှာဟက်ထရစ်ကျွန်တော်တို့သုံးဂိုးယူခဲ့တယ်ပနေတီနှစ်ဂိုးနဲ့ကန်ထေးတဲ့တကူပေါ့ဗျာဆိုတော့ဒီနေ့တင်းကိုကြည့်ရလို့ချင်းမန်ဆာယူနိုက်တက်အသင်းနဲ့ဘောလုံးပိုင်ဆိုင်မှုကရှောက်စီရကန်လုံးရခဲ့တယ်တစ်ဖက်အသင်းက၄စီရကန်လုံးပေါ့ဗျာဂိုးပေါက်ကန်တင်မှုမှာဆိုကျွန်တော်တို့အသင်းက၁၁ဂျင်ရတယ်သူတို့အသင်းက၆ဂျင်ရခဲ့တယ်ဂိုးပေါက်တင်မှုမှာကျွန်တော်တို့အသင်းက၃ဂျင်သူတို့အသင်းက၃ဂျင် သူတို့တင်ကတကိုးဝင်နေ penalty ကျွန်တော်တို့မဲဆောင်နေတဲ့တင်ကတကိုးဝင်နေဆိုတော့ဒီနေ့ပွဲစဉ်အနေထားကစာသမားတို့ရေအမှန်တည်းပြောလို့ချင်းကိုတင်ကအလရီကောင်းခဲ့တာမဟုတ်ဘူးနောက်ပိုင်းမိနစ်တွေမှာသူတို့အသင်းဘက်ကအနေငယ်တကယ်ထိခဲ့လို့သာကိုရီအသင်းကဟိုကိုရီရောင်းမှုတွေရှိခဲ့တာဒါတော့သူတို့အသင်းဘက်ကတော့တကယ့်ကိုလှုပ်ရှားမှုတွေရှိခဲ့တာတော့တယောက်ယောက်အနေထားဆိုပေမဲ့လို့ဆိုတော့ကျွန်တော်အသင်းနေနေပါဗျာကစားသမားတွေဘက်ကိုကြည့်ရလို့ချင်း ဩစောစောပြောတယ်လို့ပါပဲ any heaven တို့ဘာလို့ဆိုတာကအတွေ့အကြုံလေးမရှိသေးဘူးအသိဉာဏ်ကစားဖို့အတွက်ဒါပေမဲ့လို့အကောင်းဆုံးသူလုတ်ပြနိုင်ခဲ့တယ်အကောင်းဆုံးပြည့်စုံနိုင်ခဲ့တယ်လုတ်တဲ့တာထက်ကိုပို့ပြီးတော့လုတ်ပြနိုင်ခဲ့တယ်ဒီလေးဆိုရင်လေအမားတို့ရှိခဲ့တယ်ဆိုပေမဲ့လို့အဲ့ဒီအမားကကိုယ်ဒီဂိုမပေးရအောင်တားဆီးနေတဲ့နေရာတကူမှာပယ်နတီပေးရတာပေါ့ဗျာပြီးလို့ရှိရင်မဇရာဝေမဇရာဝေတို့ဆိုတာကလေအဲ့ဒီညာနောက်ကဆက်တဲ့ဘက်ဒီမှာသူတို့တကယ်ကောင်းတဲ့အခြေအနေတကူကိုပြရင်တာပဲ ကွေးလင်လေးရောက်မှစာသမားတွေကျွန်တော်တို့မထင်မပါပဲဒီကိုတက်လောကတိုက်စစ်ကစားသမားရရှိမဲ့ခွိုင်လဲဖန်တီးပေးလိုက်တာကို60မိနစ်မှာတွင်တော့ခဲ့တယ်ထူးထူးခြားခြားပေါ့ဗျာဘာဖြစ်လို့ဒါလော့အနေနဲ့ကတော့အာဆင်နယ်နဲ့ပွဲစီမှာကောင်းခဲ့တယ်ဒီနေ့ပွဲစီမှာလည်းအလောက်ထိအမြန်မြန်ဆက်ဆက်ကောင်းခဲ့တဲ့အနေအထားတခုမှရှိမနေဘူးအဲ့ဒီတည်းဆိုတာကကက်ဆင်မေးလို့ကက်ဆင်မေးကိုကျွန်တော်ဒီနေ့ပွဲစီမှာမမြင်ခဲ့ဘူးအမှန်တည်းပြောလို့ရှိရင်သူပင်နေရာမှာကစားလေဒီဖန်စီမှာဘယ်မှာလဲဒီဖန်စီသူဘယ်နှလုံးကကစားခဲ့လဲ အသင်းဖော်တွေကိုဘလော့ဒီဖိန်နေပြမှုရှိကြလေဆိုတော့ကျွန်တော်တို့လာမင်တွေရဲ့ဒီမှာတော့ကယ်ဆမီရိုအခန့်ငယ်တော့ကိုတည်ကြစဉ်းစားရတော့မယ်ကျွန်တော်ဖိုးဝဲနေနိုင်ခဲ့တာနော်ရှားလေးပိုင်းရကြည့်လို့ချင်းကျွန်တော်ဖိုးဝဲနေနိုင်ခဲ့တယ်ဒါပေမဲ့လို့တကိကစားပုံကိုကြည့်ရလို့ချင်းစပိန်ဂလရီရဲ့ဆိုစီတွေလောက်အောင်နေတယ်မှာမပါခဲ့ဘူးကျွန်တော်အသင်းဘက်ကဘလောက်ပဲဘောလုံးပိုင်ဆိုင်မှုရရဘလောက်ပဲဂိုးဘောက်ကယ်တင်မှုရရဟုတ်တယ်မလားအသေးကစားသမားအနေနဲ့ထူးထူးပြကျွန်တော်ရရှိမဲ့ခွိုင်လဲ ောက်ဆုံးမိနစ်တည်းမှာတကိုးနှစ်ခုဖန်တီပေးခဲ့တယ်ဆိုရင်ကလွှဲလို့သူရဲ့အထောင်တက်စီမှာကစားခဲ့တဲ့တိုက်စီမှုပြီးပြီးမလုံးနိုင်ခဲ့တဲ့အပိုင်းတွေအများကြီးကျွန်တော်တွေ့ခဲ့ရတယ်စေကေစီဘလော့တော့ကောင်းလိုက်နေနောက်ပွဲပွဲစီတွေမှာသူရဲ့တိုးအားယုံအားဖြဲအားတွေဟုတ်တယ်မလားဖန်တီမှုတွေကိုပေါက်ကဲတင်မှုတွေတကိကိုပြောစရာမလိုစေကေစီတွေနဲ့ပထရစ်တူကိုဆိုလေအဲ့ဒီလိုက်ပဲအချင်းကနေလုံးမောက်ကအကောင်းဆုံးကြော်ဖြတ်ကစားခဲ့တာ နောက်တန်းကိုလေကျွန်တော်တို့ဒီ inhaber ကိုလေဆင်းကုနိုင်ခဲ့တယ်။ဆိုတော့ဒီနေ့ပွဲစီမှာတချို့ကစားသမားတွေကအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ဆိုပေမဲ့လို့တချို့ကစားသမားတွေကတော့ဗျဲမရဖြစ်နေလို့ပဲ။တကယ်ကိုဗျဲမရဖြစ်တာ။ဆိုတော့ကျွန်တော်ကက်ဆီမိုအနေနဲ့ကတော့ဗျာအဆင်မပြေတော့ဘူး။ကျွန်တော်တို့တင်းအတွက်ကတော့ရာသီတဲ့အခွင့်အရေးတွေကိုလေတုံးမချနိုင်ဘူး။ပြီးလို့ရှိရင်ကစားဖော်တွေကိုလေဖန်တီးပေးမှုတွေကျွန်တော်မရှိဘူး။ ကိုတင်မဘလူးနိုတယောက်လောက်ပဲအားကိုရတာဂျန်ဒီကစားသမားတော်တော်များများကဘလူးမော့ကိုအဆင်မပြေတာဆိုတော့ဒီနေ့ပွဲစီမှာပထမပိုင်းနေနဲ့ကျွန်တော်ဝမ်းမင်းနဲ့ပြီးဆုံးခဲ့တယ်အတိုင်းတာတကူဒီကိုဒီကလွယ်ချက်ရှိနေခဲ့တယ်ပထမပိုင်းလို့ကျွန်တော်ဆိုရမှာပေါ့ဗျာဒုတိယပိုင်းပွေးဆက်ပြီဆိုတဲ့နဲ့ကျွန်တော်အသေးဘက်ကပေါ့ဗျာမီနီ90လောက်မှဆိုရင်ပနယ်တီတကူရတယ်ပြပေးကစားသမားကပထရိတ်တူကိုကိုအေရီယာထဲမှာပြည့်တယ်ပေါ့ကျူးလယ်လို့ကျွန်တော်တကူရတယ်အဲ့ဒါကိုဘလူးနိုဖန်နယ်ကကင်ထည့်တဲ့အမိုင်းမရှိကျွန်တော်2ဝဲနဲ့ဖြစ်နေတယ် ဒီနေ့ပွဲစီမှာတချို့၁၆သင်းဖန်နေပေါ့ဗျာအစားအုံနေတဲ့အသင်းကိုထိမမှုနေတဲ့အကောင်တွေကတော့ပြောလိမ့်မယ်ဒိုင်ကူတာတို့ဟိုတယောက်ယောက်နေထိုင်နေတော့မင်းတို့ဒီလောက်ပဲကစားနိုင်ခဲ့လားဟုတ်တယ်မလားဘာညာတလကပြောလိမ့်မယ်ကျွန်တော်ဒီနေ့ပွဲစီကိုကြည့်ရလို့ရှိပနတီကျွန်တော်တို့နှစ်ကိုရတယ်ရားရဲပနတီကတစ်ဖက်ကစားသမားတွေရှင်းတမှုတအားကိုကျန်တယ်လို့ဟုတ်တယ်မလားအေရီးယားပေါက်ထဲမှာမဟုတ်ဘူးကွင်းလေတို့ဘာတို့နောက်တဲတို့ဘာတို့မှတော့သူတို့ပြစ်တယ်ပေါ့တဲ့ဒရယ်ဆက်ကျူးလွန်နေတာမြန်မာရဲ့ကိုတင်ကစားသမားတွေကလည်းပြစ်တယ်ပေါ့ကျူးလွန်နေဒါကြောင့်အဝေါ်ကေတို့ ယ်တီကျွန်တော်ပေးရတာပဲတပည့်ကစားသမားတွေကလည်းလိုရတဲ့ပို့ပြီးတော့ပြည့်တဲ့ပို့တွေကျူးလွန်ခဲ့လို့ကျွန်တော်တို့အနင်ကဲထိခဲ့တဲ့ပယ်တီ2ရခဲ့တယ်ဒါအချင်းဆုံးပဲအဲ့ဒါကိုဗျာမင်းတို့နောက်တစ်ဆင့်ကိုတက်သွားတာဟိုဒိုင်ကူတာတို့ဟိုပါညာတလကပြောနေတယ်အဲ့ဒါသူတို့သမိုင်းသူတို့ဝေဖန်ချေဝေဖန်ပေါ့ဒါပေမဲ့ကျွန်တော်တို့အသင်ကတော့လောလောဆယ် quarter final ကိုတက်သွားပြီကျွန်တော်အသင်မနဲ့ပြောလို့ရှိရင်တော့ဒီရာဒီမှာဘာမှကိုမျိုးလို့ရှိရင်မရှိတာ တော်ကမှကျောင်းတို့ယူပါလိုက်နေတာတကူမှကော်တာဖိုင်နေတက်ခဲ့တာကကိုရီအသင်းကိုရီပြိသိတ်တွေကိုအင်မတန်ဝမ်းသာစရာကောင်းတဲ့အခြေအနေမှာရှိနေတာပေါ့ဗျာဆိုဒီနေ့ပွေးစဉ်အနေထားမှာဆိုလူစားလေးတွေအပိုင်းတွေကိုကြည့်ရလို့ရင်ကျောင်းတို့ဘရူနိုဖာနီတို့ကိုနောက်ပိုင်းမီနီတွေမှာလူစားပြောင်းလို့မလို့လေတော့ဗျာသူတို့အသင်းဘက်ကတော့အနင်ကဲက68မိနစ်မှာကြာခဲ့တယ်အကိုရီအသင်းဘက်ကတော့တူပီကောလီယာတို့86မိနစ်မှာဝင်လာပြီးတော့ကက်ဆီမိုနဲ့လူစားပြောင်းလို့မလို့တယ်ပြီးလို့ရှိရင်ခရစ်စတီးအေရစ်တို့ကျောင်းတို့ဝင်လာတာပေါ့ဗျာ စာသမားတို့ရဲ့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်တိုင်းတာတကူဒီအလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်နောက်ပိုင်းမိနစ်တွေမှာဆွေးရမှာပဲဒုတိယပိုင်းအနေနဲ့ကျွန်တော်ဘောလုံးပိုင်ဆိုင်မှုကြည့်ရလို့ချင်းလေသူတို့အသင်းဘက်က40ရာခိုင်နှုန်းကျွန်တော်မယ်ဆောင်နေတယ်သင်က60ရာခိုင်နှုန်း5ပေါက်ကဲတဲ့ဘုမဆိုကျွန်တော်တို့25ကြိမ်တော့ရတယ်ဒါနောက်ပိုင်းမီနီတေနောက်ပိုင်းအနေထားတစ်ခုမှာပေါ့ဗျာသူတို့အတင်ဘက်က8ကြိမ်ပဲရတယ်ပြီးလို့ရှိရင်5ပေါက်တဲဘုမကျွန်တော်တို့မယ်ဆောင်နေတဲ့က10ကြိမ်တော့ရှိတယ်သူတို့အတင်က3ကြိမ်ဒုတိယဘက်မှာ5ပေါက်တဲဘုလုံးဝမရှိခဲ့ဘူး ဒါဒီ၃ဂျင်ကပထမပိုင်းရဲ့ဂိုးဘောတင်မှု၃ဂျင်ဒါကိုကြည့်ရလို့ရှိရင်ကိုရီအသင်းဘက်ကဘရူနိုဖာနန်ဒက်ဟက်ထရစ်ရတယ်ပရီဒီနကိုရယ်သူကန်ထေးကလေးတကိုရယ်၃ကိုရတယ်ပြီးလို့ချင်းကျွန်တော်ဒီကိုဒါလို့တကိုရတယ်၄ကိုအဲ့ဒီ၄ကိုသာကျွန်တော်ရခဲ့တာအမေရိကန်စုံနဲ့တိုက်စီပိုင်းမှာအလုံးလုံးနိုင်တဲ့အရင်တားတစ်ခုမရှိတဲ့အတွက်ကျွန်တော်တို့ဂိုးဘောက်ကယ်သွင်းမှုဆို25ဂျင်တော့ရတယ်ဟုတ်တယ်မလားဂိုးဘောက်ကယ်မှုကျွန်တော်10ဂျင်ရတယ်အဲ့ဒီအနေထားတစ်ခုမှာ ပနတီကနကိုရှိတယ်နကိုကကျွန်တော်ဒိုင်ရိုက်ကင်ထိတာနောက်ဆုံးမီနီမှာဆိုဒီကိုဒါလော့ကိုအတင်းအထောင်တဲ့စကစားသမားရရှမဟွိုင်လင်ကဖန်တီပေးလို့ဒါလော့ကအမားရဲမရှိကျွန်တော်ကယ်တင်နိုင်ခဲ့တယ်ဘရူနိုဖာနက်တကကျွန်တော်တကိုးရတယ်အတင်းအနေနဲ့ပေါ့ဗျာဒါကကျွန်တော်ဖြည့်ချင်းဖို့လိုတယ်အဓိကကျွန်တော်အလုံးလုံးနဲ့စအထောင်တိုက်စစ်နေရာတွေမှာရရှမဟွိုင်လင်တို့ဘာမှကိုဒီနေ့ပွဲစီမှာလေထူး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  လုံးမပြောင်းနိုင်ဘူးနောက်ပိုင်းပွေးစီတွေမှာဆိုရင်လေသူ့တွေနဲ့ဂိုးပေါင်းပျောက်ဆုံးမှုတွေရှိတယ်ပြီးလို့ရှိရင်ဟိုဖန်တီးမှုတွေကလည်းတိတ်ပြီးတော့မလုံးနိုင်ခဲ့တဲ့အနေအထားတွေမှာကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ယူနိုက်တက်အသေးကားပေါ့ဗျာကော်တာဖိုင်ကိုလည်းကျွန်တော်တို့တက်ခဲ့ပြီးလာမယ့်ကျွန်တော်တို့ EV City ရဲ့နေ့မှာဆိုရင် တနအိခွေတောက်ကြနေမှာပေါ့ဗျာလေရင်အသင်းနဲ့ကျွန်တော်အဝေးကွင်းကျွန်တော်ကစားဖို့ရှိနေတယ်ဒါကကိုရီအသင်းတော်ကိုအင်မတန်ရည်ကြီးတယ်ဘာလို့ဆိုတော့ယူနိုက်တက်ကပေါ့ဗျာနောက်ပိုင်းပွေးစီတွေကတကယ်ကိုပွေးကြက်ကလာတယ်ဖြစ်တယ် ပြလို့ချင်းကစားတဲ့ပွင့်ဆက်တွေကလည်းများနေတယ်အထူးသဖြင့်ကိုဒီအသေးဘက်ကဒန်ရအင်ဂျူပြဿနာတွေပါလေအများကြီးရှိနေသေးတယ်ဒီကြားထဲမှာမေဆယ်မောက်တို့ဘာညာတလကတို့ကတော့လီချင်းရဲ့အစီအစဉ်တွေမှာကျွန်တော်တို့တွေ့ခဲ့ရတယ်အဲအဲ့ဒီပွင့်ဆက်မှာပါဝင်လာမလားပါဝင်ဖို့တော့အများကြီးရှိတယ်အထူးသဖြင့်ကျွန်တော်လာမယ့်တနေ့နေ့မှာတော့မေဆယ်မောက်ကပါဝင်ဖို့အများဆုံးကျွန်တော်တို့တေချာနေတာပေါ့ဗျာဒါပေမဲ့လို့ဆရာသမားတို့ရေအော်အဲ့ဒီတနေ့နေ့မှာတော့ကျွန်တော်တို့အဓိကအပြောင်းတော့ဥကာတိကတော့ပါဝင်လာမှာကိုရမှာဒီနေ့ပွင့်ဆက်မှာသူ့ကို လုံးဝပထမဘယောဒုတိယဘယောကစားတာမရှိကြတဲ့အတွက်တေချာဖို့တင်းငယ်နေမှာတော့ပေါင်ဝင်မှာဖြစ်တယ်။ဒါကြောင့်တင်းတဲ့ရေးကြီးတယ်။ဆိုတော့ယူနိုက်တက်အသင်းကပေါ့ဗျာကိုရေအိုထရဗမှာ၄ကိုတကိုးဆိုတဲ့ရလနဲ့ဝေကွင်းကျော်တို့ဝဲဝဲ find 2နဲ့ quarter final ကို အမှားရမရှိနောက်တစ်ဆင့်ကိုတဲဟောတော့ခဲ့တယ်။ဘာမှကိုပြပြောစရာမလိုတော့ဘူး။ ညင်ကိုတော့မသိဘူးကျွန်တော် facility ရောက်အမြင်ပြောလို့ရှိဒီနေ့ပွေးစဉ်ကဒီလိုမျိုးရလဲထုတ်ပုံမလို့ကျွန်တော်မထင်တာဘူးနောက်ပြီးတော့ကိုရီးယားအသင်းနေတဲ့စပိန်ကလပ်အသင်းနေတဲ့ကစားတဲ့နေတာတခုမှဆိုရင်ယာဒီတိုင်းလိုလိုမှာကျွန်တော်အခြေအနေမကောင်းတာကုဒီယာဒီမှာဆိုရင် FA ကဲမှာလည်းကျွန်တော်ထွက်ခဲ့ရပြီပြီပြီးလို့ရှိရင်ကာရာဘောမှာလည်းထွက်ခဲ့ရပြီပြီပရီးမီးယားလိမှာဆိုရင်အဆက်၁၄မှာရှိနေတယ်ကိုရီးယားအသင်းတို့ကိုဘာမှမကိုမျှော်လင့်ချက်မချီတဲ့ယာဒီပေါ့ဗျာ ပြီးကြည့်ရတယ်မှာဆိုရင် FA ကကျွန်တော်ချန်ပီယံဖြစ်လို့ယူပါလေဝင်ခွင့်ရတယ်။ဒီရတီမှာတော့ကျော်တို့မှာဒီကတစ်ချက်ပဲရှိတယ်။ယူပါလေဖလားကိုရဖို့ပဲ။အဲဒါကျွန်တော်အချင်းပြပြောတာမသေးရဘူး။ဘာဖြစ်ဆိုတော့စပါးတို့ရှိတယ်။ quarter final မှာသူတို့ချင်ဖို့ဆိုတော့ကျွန်တော်အင်မတန်ခင်းရင်းတယ်။ဒါပေမဲ့ကျော်တို့အသိနေတဲ့ဒီရတီကိုဒီဘက်က performer ဘိုင်းပြီးလို့ချင်း fantasy moon ဘိုင်းဘာမှကိုကျွန်တော်မလုံးနိုင်တဲ့အခြေအနေတခုမှာ ယူပါလေဖလားကိုတော့ကျွန်တော်တို့မမဲဘူးပေါ့ဗျာဘာဖြစ်ဖြစ်ဒီလိုမျိုး link fail link နဲ့ quarter fail တွေရောက်ခဲ့တဲ့ချိန်တွေတခုမှကစားသမားတွေကိုတော့ကျွန်တော်တို့အများကြီးကျွန်တော်ကျေးဇူးတင်ဖို့လိုတယ်ပေါ့ဗျာဘာလို့လဲဆိုတော့သူတို့ကိုမကောင်းရင်လည်းကျွန်တော်ဆေးတာပဲကောင်းရင်လည်းကျွန်တော်တို့ချီးမွမ်းရပါပဲဒီနေ့ပွဲစီမှာဆိုရင်လည်းအကောင်းဆုံးနောက်ပိုင်းပွဲစီတွေမှာလုပြနိုင်ခဲ့တယ်တခုတော့ရှိတယ်ပေါ့ဗျာကျွန်တော်ဗီဒီယိုဆက်မှပြောသလိုပဲပထမပိုင်းအချိန်တွေမှာဆိုရင်ကျွန်တော်ဖက်က goal box ကဲတမှုတွေအများကြီးလုပ်တယ်တိုင်မလို့နားလည်မှုမရှိဘူး ကစားဖို့အချင်းချင်းအသိပေါ်ချင်းချင်းရှိတ်ဆဲမှုတွေပြပမှုတွေမလုပ်ဘဲနဲ့ယာတိလူမဲ့သမကန်ထေးတာဖာနေတေးတို့ဆိုလေကန်ထေးတာပဲကာနာရှူတို့ဆိုလေကန်ထေးတာပဲဒီလိုလိုအချင်းတွေတခုမှယာတိနေကိုတွေကျွန်တော်မရခဲ့ဘူးဆိုတော့ဇာသမားတို့ရေမဲဆောင်နေတဲ့အစ်တင်နဲ့အဝေးကွေးမှဆိုရင်သူတို့ရဲ့စူစီတဲ့အင်ကွေးမှာဝဲဝဲနဲ့တည်ကြတယ်ကိုရီးယားအင်ကွေးမှာမထင်မဲထောင်းကိုရီးယားရခဲ့တယ်ပနဒီနကိုနဲ့ဖူနိုဖာနေတေးတို့ရဲ့ဒီကိုထားလို့ ဒီကိုတကိုးဆိုတဲ့ရာလင်းနဲ့နောက်တစ်ဆင့် quarter final ကိုတက်ခဲ့တဲ့ရှင်တွေကကိုရီပိတ်သက်တွေအတွက်ကိုအေးလေးပြရာကျွနဲ့တယ်ပြီးလို့ရှိရင်နောက်တစ်ဆင့်ကိုတက်ပြီးတော့အဲ့ဒီနောက်တစ်ဆင့်မှာရာလင်းကတကူးကိုထွက်ပေါ်လာမလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာဒီကိုရိုနေနဲ့ဘလို့ထင်မြင်ချက်ရှိလေစာသမားတွေဒီနေ့ပွေးစဉ်အချိန်မှာဘေကစားသမားတွေကဘလောက်ထိကောင်းမွန်မှုရှိခဲ့လဲပရိုဖန်တဲ့အနေနဲ့ hat trick ဒီရဒီမှာအဆင်ပြေခဲ့ပြီရာလင်းမကောင်းဝင်မဲ့အတင်းအတွက်ကတော့ ထားနေတဲ့အတွက်ကတော့ဒီရာသီတကယ်ကိုကောင်းလေးရာသီလို့ပြောလို့ရမယ်။ဘာလို့ဆိုတော့သူရဲ့ဖန်တီးမှုတွေသူရဲ့လှုပ်ဆောင်မှုတွေသူရဲ့ပေးဆဲမှုတွေကအသေးတုပ်ကိုအများကြီးကြိုးပြနေတာပဲ။ဆိုတော့ညီကတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်။ဗီဒီယိုလေးကဒီလောက်ပါပဲ။ကြည့်ရှုအားပေးတဲ့ညီကိုတူတယောက်ရေးတဲ့ကိုကျေးဇူးများကြီးတင်ပါတယ်။မန်စတာနဲ့အသင်းယူပါလိနောက်တစ်ဆင့်ကွာတာဖိုင်နယ်ကိုတက်တော့ပြီ။ခင်ဗျားတို့တော့မသိဘူးကျွန်တော်ကတော့ဝမ်းသာပျော်ရွှင်မိတယ်။ယူပါလိဖလောက်ကိုရပါစေလို့ပဲကျွန်တော်မျှော်လင့်ရပါမယ်။ ပြီးမှချိန်ပြဲလေးကျွန်တော်ဥရောပလေးဝင်ခွင့်ကိုရမှာတိုင်းရေပေါ့ဗျာအချို့အတင်းတွေကြတော့ချိန်ပြဲလေးကနေမမျော်လေးဘူးနဲ့ရှေ့ပြန်ခရရတဲ့အချိန်တွေတကူမှရှိနေတဲ့အတွက်စိတ်ချောက်တဲ့အစင်းမှာပေါ့ဗျာစိတ်မကောင်းပါဘူးဆိုတော့အားလုံးကျေးဇူးတွေပါတယ်ကျေးဇူးအားပေးတဲ့ညီကိုတူရီချာကြီးတိုက်ကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ညီကိုတို့နဲ့ပြန်ဆုံကြရအောင် like and subscribe လေးတွေမလိုအပ်သေးရင်အသေးသေးသောမယ်ဖေမလေး like and subscribe လေးလုပ်ခဲ့ပြီးကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ